မမမိနိုင်လားအောင်ပြောင်းလဲသွားတဲ့ရုပ်ရည်နဲ့လူများရှိကိုပြန်လဲရောက်ရှိလာတဲ့ Anonymous အားလုံးပဲမင်္ဂလာပါ The Celebrity New Bake ကနေပြန်လဲကကြိုဆိုလိုက်ပါတယ်။လောကရဲ့2023ခုနှစ်က Anonymous ရဲ့သတင်းတွေကနေရာတိုင်းမှာကြားရတဲ့အထိအောင်မြင်ခဲ့သူပါ။လိုက်တရားဆက်ရုံတရုံမှာအလုံးလုံးရင်ကနေသတင်းတပုတ်ထဲကြောင့်တမေကြီးလာခဲ့တဲ့ Anonymous ကအခုတော့အရင်ပြောင်းလဲသွားပါပြီ။အရင်တည်းကပိန်တဲ့ Anonymous ကလူများရှိကိုပြန်ရောက်လာချိန်မှာတော့ ပိုပြီးပိန်သွားခဲ့တာကြောင့်ပရိသတ်တရားမမမိခဲ့ကြတော့ပါဘူး Anonymous ကငငယ်လေးကစံမာရေးချူချသူဖြစ်ပြီးတော့အမြဲတမ်းပိန်နေခဲ့ပါရင်ခနာကိုစံမာရေးကအစဉ်ပြေလာပြီးမြလက်ချောင်းကတော့တိတ်မကောင်းသေးတာကြောင့်တခြင်းမစိုးနိုင်သေးပေလာနေငယ်ကြအောင်နေရပါရင်လက်ချောင်းစံမာရေးမကောင်းတာကြောင့်သူ့ရဲ့တခြင်းတွေမှာအဖိုးကြီးရဲ့အတန်နဲ့တူတယ်ဆိုပြီးတော့ဝေဖန်ကြပါရင်ဆရာဝန်ကတော့ Anonymous ကိုမနာဘဲနဲ့တခြင်းတွေဆက်ဆိုနေရင်နောက်ထပ်နှစ်နှစ်လောက်ပဲတီးဆိုနိုင်တော့မှာဖြစ်တယ်လို့ပြောတာကြောင့်အားယူခဲ့ရပါရင် Anonymous လက်ထပ်ပြီးနောက်မှာအောင်မြင်မှုတွေကြာဆင်းသွားခဲ့ ဲ့ပြီးကွာရှင်းပြီးနောက်မှာလည်းဝေဖန်မှုတွေကိုပြင်းထန်ရရှိခဲ့ပါတယ်။စိတ်ကြမ်းမကြီးလည်းကောင်းမွန်အောင်နားပေးခဲ့ပြီးအခုတော့အနားယူတဲ့အချိန်မှာလူရှိကိုထွက်လာပါတယ်။အရှင်တွေကပိန်တဲ့ Anonymous ကအခုတော့ပို့ပိန်သွားခဲ့ပြီးမျက်နှာကချောင်ကျသွားပါတယ်။ ျက်နှာကတွေလျက်သွားရခဲ့တာကြောင့်ဖိုးကြီးပေါ့ဆာတယောက်နဲ့တောင်မှတူနေပါသေးတယ်။သူ့ရဲ့ကျမကြီးကကောင်းရင်လာလို့စိုးရိမ်နေကြသလိုဒစုံတစ်ခုများလုံနေသလားလို့တန်တရားဝင်သူတွေလည်းရှိပါရယ်။အနော်နမတ်ကသချင်းတွေကိုပြန်ဆိုတော့မှဖြစ်လို့သူ့ကိုလာရောက်အားပေးဖို့အတွက်ဖိတ်ခေါ်ထားတာပါ။ပရိသတ်တွေကတော့သူ့ရဲ့သချင်းတွေထက်ရုပ်ရည်ကိုပုံစစ်ဝင်စားနေကြပါရယ်။အနော်နမတ်တယောက်ယောဂါတခုခုခန်းစားနေရတာကြောင့်ဒီလောက်ထိပိန်သွားခဲ့တာလားဆိုပြီးတော့စိတ်မကောင်းဖြစ်နေကြပါရယ်။အချို့တွေကအနော်နမတ်ရဲ့မျက်နှာကိုကြည့်ပြီးတော့ထိတ်လန့်သွားကြပါရယ်။သူ့ကိုယ်သူ့ကျမကြီးကောင်းတယ်လို့ယူဆတဲ့အတွက် ဲ့တချင်းပြန်ဆိုဖို့တောင်းမှစီစဉ်နေပါပြီ Anonymous ကအငငယ်ရွယ်နဲ့အောင်မြင်ပေမဲ့လေအောင်မြင်မှုတန်ကိုမခံနိုင်ခဲ့ပါဘူးတချင်းတပုတ်တဲ့နေနိုင်ငံစော်ရီတီအောင်မြင်ဖို့ဆိုတာမလဲပေမဲ့ဒီခွင့်ရေးကို Anonymous ကရသွားခဲ့ပါတယ်သူတချင်းဆိုတဲ့နေရာတိုင်းမှာကြည်ကြည်တိုးရတဲ့အထိအားပေးခဲ့ကြပြီးငွေကြေးတွေလည်းစုစောင်းမိခဲ့ပါတယ် သူကိုဘေးနားမှာနှီးပေးလမ်းပြမဲ့သူရှိပေမဲ့စကားနာမထောင်မဲနဲ့ဆော့ဆော့ဆစ်ဆစ်အိမ်အောင်ပြုတ်လိုက်ပါရင်အချစ်ကိုဦးစားပေးပြီးတော့အိမ်အောင်ပြုတ်လိုက်တာကြောင့်အိမ်အောင်ရေးကလည်းမတီမြဲခဲ့ပဲနဲ့လေးလာတွေကကွာရှင်းလိုက်ကြပါရင် Anonymous ကကွာရှင်းပြီးနောက်မှာစေယောကိုပါကြောက်သွားခဲ့ပြီးတော့ဟန်မပြက်ထိမ့်သိခဲ့ရသူပါ ဝေဖန်မှုတွေကြောင့်စိတ်ဒဏ်ရာတွေလည်းရသွားခဲ့ပြီးတော့ပြန်လည်ရက်တီတန်အောင်နေထိုင်ခဲ့ရပါတယ်။အခုတော့တနေနီးပါအနားယူပြီးနောက်အရှင်လိုပြန်ကျိုးစားတော့မှာဖြစ်ပါတယ်။အချစ်ကိုဦးစားပေးမိရဲ့အတွက်လည်း Anonymous ကအရင်တော်တရနေပြီးသူ့ဘဝမှာအလားတူအမမျိုးထပ်မမအောင်ကျိုးစားတော့မှာဖြစ်ပါတယ်။ Anonymous ကတခြင်းတစ်တွေလည်းမထွက်တာအကြ위ဖြစ်တယ်လို့အလုပ်တွေမလုပ်တာအကြ위ဖြစ်လို့သူ့ကိုရှင်လိုအားပေးမဲ့သူရှိပါမလားဆိုတာကိုလည်းစိုးရိမ်နေပါတယ်။သူ့ရဲ့ကျမကြီးကတော့အားရစရာမရှိသေးတဲ့အတွက်ပြိတ္တတွေကတိတ်ချာနားယူဖို့တိုက်တွန်းနေကြပါတယ်။နိုင်ငံကျော်ရေးတီအာမြင်ပြီးတော့ ငွေကြေးတွေချမ်းသာသွားပေမဲ့လည်းစိတ်ပျော်ရွာကိုစွတ်တိုးမိတဲ့အခါမှာဖြစ်တင်တာတွေဖြစ်လာခဲ့ရတဲ့ Anonymous ရဲ့ဖြစ်ကတော့အခြားသူတွေအတွက်တော့သင်ခန်းစာရစရာဖြစ်လာပါတယ်။နောင်တတွေရှာပြီးနောက်ဂီတလောကကိုပြန်ဝင်တော့မဲ့ Anonymous ကိုပရိသတ်ကြီးရောအားပေးကြမှာလားဆိုတာပြောခဲ့ပေးပါအောင်ရှင်။ကြည့်ရှုပါပေးခဲ့ကြတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်။နောက်နေ့ဒီမှာပြန်လည်ဆုံတွေ့ကြမယ်နော်။